ခြေလွန်လေပြီးသောအခါဘာယာနဒီပြည်တွင်ဗြဟ္မရမင်းကြီးထီးနန်းဆိုးဆန့်တော်မူစဉ်ဘုရားလောင်းသည် ရွှေရောင်အစွန်းချီသောမိဂောဓသမင်မင်းဖြစ်ခဲ့ပြီးတမင်ပေါင်း900ချမ်းချမ်းကဒေါ်လွန်းတဏီယာ၌နေထိုင်လေသည်၎င်းတို့နေထိုင်ရာဤတွင်ချွေအစင်းချီသောတာခသမင်မင်းသည်လည်းရွှေရံသမင်900လို့နှင့်တူနေထိုင်လျက်ရှိသည်ဘာယာနဒီမင်းကြီးသည်တာသမင်တို့ကိုပြစ်ခတ်ဖမ်းဆီးခြင်းတွင် ဝါသနာထုံလေးရှိတဲ့ကဲသို့အသားဟင်မပါပဲပွဲတော်တဲလေးမရှိပြီ။ဒါကြောင့်တိုင်းသူပြည်သားတို့ကိုလက်ကြခေါ်ယူစုဝေးကြည့်နေတိုင်းတော်သူထွက်ခါတားကောင်တို့ကိုပြစ်ခတ်ဖမ်းဆီးလေသည်။ထို့အခါတိုင်းသူပြည်သားတို့ကမင်းကြီးကငါတို့ကိုအလုပ်ပြက်စေ၏။ဘုရင်တော်၌အစားအစာများပြည့်စုံအောင်စီမံပြီးရှံဝင်းလုံးကြုံကြီးကိုအကာရံများဖြင့်စနစ်တကျပြုလုပ်ပြီးသော ။တမင်တို့ကို၆လန့်စုဝေးကဘူရင်အတွင်းထဲ့သွင်းပေးထားရလျင်တင့်တော်မည်ဟု တိုင်ပင်ကြလေသည်။ထို့နောက်တမင်တော်သို့သွားရောက်ပြီးသောပိုက်ကွန်လက်နက်ထိုးဖြင့်၆လန့်၍တမင်တို့ကိုဥယျံထဲသို့ထက်သွင်းပြီးသောအခါမင်းကြီးထံရှင်နေကို တင်ပြလျှောက်ထားလေသည်။ဘောခါမင်းကြီးသည်ခြေနှင့်အားရတော်မူသည်ဖြင့်ဝိညာဉ်တော်သို့လာရောက်ကြည့်ရှုလျင်ရွှေသမင်း၎င်းကိုတွေ့မြင်ရသည်ဖြင့် နှစ်သက်တော်မူပြီးဤချွေသမင်းနှကောင်ကို မတက်ဘဲဘေးမဲ့ပေးတော်မူတယ်ဟုမိန့်တော်ချမှတ်ခဲ့လေတယ်။မင်းကြီးသည်အသားလိုအပ်လာလျင်ဥယျံတော်သို့သွား၍သမင်းနှကောင်ကိုပြစ်ခတ်ဆောင်ယူစေသည်။သမင်းတို့လည်းလိမ်များတို့ကိုမြင်သည်နှင့်ဒေဝေးကိုကြောက်လန့်ကအတင်းပြေးကြတိုးဝေးကြသောကြောင့်ထိခိုက်နာကျင်ခြင်းပင်ပန်းခြင်းတေကြည်ပြက်စီးခြင်းတို့ကိုတွေ့ကြုံရလေသည်။ထိုအခါတမင်တို့က နိဂောရတမင်မင်းထံသို့ကျောင်းဆောင်လာရောက်ပြောကြားကြသဖြင့်တာခတမင်မင်းနှင့်တွေ့ဆုံကတိုင်ပင်ဆွေးနွေးကြလေ၏နိဂောရတမင်မင်းသည်အဆွေယခုအခါတမင်တို့သည်ကြောက်လန့်တကြားပြေးလွှားကြတဲ့အတွက်ပျက်စီးခြင်းတို့ဖြစ်ကြကုန်၏စင်စစ်တော်ကတနေ့တွင်မောက်ချတေးကြရမည်ယနေ့မှစ၍လေးဖြင့်မပြည့်ရလေအောင်တင်းနောက်လိုက်တမင်တော်ကောင်မှတရက် အကျွန်ုပ်နောက်လိုက်တမင်တကောင်မှတရက်တလဲ့စီသွားရစ်စစ်နေတုံးပေါ်မှာအိတ်ဆေရမည်သို့မှသာကျန်တဲ့တမင်တွေလည်းမပင်မှန်းပဲနေနိုင်ကြလိမ့်မည်ဟုဒိုင်းမင်းဟာတာခတမင်မင်းကလည်းကောင်းပါပြီဟုဂရိတကားပြုကတိုင်းမင်းထားသည့်အတိုင်းနေ့စဉ်ပင်တမင်တကောင်စီသွား၍စစ်နေတုံးပေါ်တွင်အလှက်ကြလဲဆင်းစေလေသည်တနေ့သောအခါတာခတမင်မင်း၏နောက်လိုက်အဖွဲ့မှ ဟိုဝင်ချီသောတမင်မ၏အလှဲ့သို့ရောက်ရှိလာလေသည်တမင်မငယ်လေတာကတမင်မင်းထံတွားရောက်ချင်းခဲ့၏အချင်းအကျွန်ုပ်ထံတွင် ကိုဝင်ရှိနေပါသည် ကိုဝင်မွေးဖွားပြီးသည့်အထိကျွန်ုပ်အလှဲ့ကိုကျော်လွန်ပေးပါမွေးဖွားပြီးကြနဲ့ကျွန်ုပ်တွားရောက်လဲဆင်းပေးပါမယ်ဟု ပြောဆိုတောင်းပန်လေသည်ထိုအခါတာကတမင်မင်းကတင်အလဲကို သူတော်ဘာအပေါ်သို့မချလိုပါတင်တောင်းဝင်းကိုတင်သာယူပါတော့ဟုဆိုလေ၏ တမင်မငဲလဲတာခတမင်မင်းထံမျိုးမျိုးတောင်းပန်တနာခံမှာတော့လဲတာခတမင်မင်းသည်လစ်လူရှုကနေနေတဲ့ဖြင့်ဏိကောရတမင်မင်းထံသို့သွားရောက်ချင်းကက်ခါမိမိတွေ့ကြုံနေရသော အခက်အခဲကိုပြောပြချလေတယ်ဒုဝကဏိကောရတမင်မင်းကသင်ပြောတဲ့အတိုင်းသာမှန်ကန်ပြီဆိုရင်တတ်နိုင်ကြမြ၊ကုညီပါမယ်ဟုပြောဆို၍ပြန်သွားစေလေသည်။နောက်တစ်နေ့တွင် သမင်မငယ်သည်စင့်ဒီတုံးမော်သို့ ်လေဆင်းပေးချိန်ရောက်လာသောအခါနိဂောဓသမင်မင်းသည်မိမိကိုယ်တိုင်တွားရောက်၍စစ်နေကြုံပေါ်တွင်အိတ်နေလေသည်ဘရင်ကြီးရှားတော်ကျက်လဲဘိမ့်မဲ့ပေးထားသောသမင်မင်းကိုတွေ့မြင်ရသောအခါမတတ်ဝန်သဖြင့်မင်းကြီးထံရှင်နေเจ้าမှန်ကိုတင်ပြလေသည်မင်းကြီးလဲဥညင်တော်တို့ကြွားရောက်ကြီးချူတော်မူပြီးစင်ဒီရုံပေါ်၌အိတ်နေသောဖယားလုံးတမင်မင်းကိုအိုတမင်မင်း တင်အားပေးမဲ့ပေးထားသည်မဟုတ်ပါလော။ဘယ်ကြောင့်စစ်နေတော်မောမလာအိတ်နေပါသည်ဟုမင်းများညာနေကောတာတမင်မင်းနာမြတ်သောမင်းကြီးတမင်မငယ်တကောင်ဟာသူ့မှာကိုဝင်ရှိနေသဖြင့်သူ့အလှဲ့ကိုသူ့ကိုဝင်မွေးဖွားပြီးချိန်ထိကျော်လွန်ပေးပါရန်အကူကြီးတောင်းခံသဖြင့်ဒေချင်းစင်းရဲကိုခြားသောတမင်တို့ထံသို့လည်းမပို့လိုပါ။ဒါကြောင့်ဘုလိုတေချင်းကိုမိမိကိုယ်တိုင်ခံယူ၍တမင်မငယ်အား ူညီပေးခြင်းဖြစ်ပါတယ်လူရှိတိုင်းပြုတော်မူပါဟုဆိုလေ၏သမင်မင်းစကားကိုမင်းကြီးကြားလိုက်ရသည့်အခါလွန်စွာအံ့ဩသွားပြီးအိုသမင်မင်းတင့်ကဲ့သို့သူတော်ဘာပေါ်မေတ္တာကရုဏာကြီးမားသူကိုလူသားတို့ထဲ၌ပင် အကျွန်ုပ်မတွေ့ဘူးပါဒါကြောင့်သမင်မင်းအား၎င်းကိုဝင်ရှိသောသမင်မငယ်အား၎င်းအကျွန်ုပ်ဘေးမဲ့ပေးပါတယ်ဟုပြောလေသည်ဘောကားဘုရားလုံးတမင်မင်းက ။အိုမြတ်သောမင်းကြီးကျန်သောတမင်များအတွက်ဘယ်လိုဆောင်ရွက်ပါမည်နည်းဟုမေးလျာမင်းကြီးကဝိညာဉ်တော်ရှိကျန်သောတမင်များဒေါ်တဲ၌ရှိသောတမင်များအားလုံးကိုဘေးမဲ့ပေးပါれဟုပြောလေသည်။တပံနိဂောဓတမင်မင်းကတမင်မတော်ပါရှာရှည်လေးချောင်းရှိသောတတ္တဝါများငားလိတ်စသောရေတတ္တဝါတို့အတွက်ရောအဘယ်သို့ဆောင်ရွက်ပါမည်နည်းဟုထပ်မေးလျာမင်းကြီးက အမေမတပါရှာချီလေးချောင်းချီသောတတ္တဝါများငားလိတ်စသော ရေတတ္တဝါများအလုံးကိုလည်းဘေးမဲ့ပေးပါれအလုံးစုံသောတတ္တဝါတို့ဟာကျွန်ုပ်ဘေးမဲ့ပေးပါれဟုမင်းကြီးကမိန့်ကြားလေတော့တယ်ဘုရားလောင်းနိဂောရသမင်းမင်းသည် မင်းကြီးထံမှအလုံးစုံသောတတ္တဝါတို့ဟာဘေးမဲ့ပေးခြင်းကိုရရှိပြီးသောအခါစင်နီတုံးပေါ်မှထပြီးမင်းကြီးအားငါးပါးသီလကိုတည်စေပြီးမင်းကျက်တရားနှင့်အညီတိုင်းပြည်ကိုအုံရှုပ်ရန် ဆုံးမတရားဟောကြားပြီးနောက်ဝူရင်တော်၌သုံးရကြာခန့်နေထိုင်ကတမင်ပေါင်းရှန်ရန်ရဲ့မူလနေထိုင်ရာတောအုပ်စီသို့ပြန်သွားကြလေသည်ကိုဝင်တဲ့တမင်မသည်မိမိရင်သွင်းငယ်ကိုမွေးဖွားပြီးသည့်ချိန်တွင်မိမိရင်သွင်းငယ်အားတာခတမင်မင်းလက်အောက်မှာအတက်ရှင်ရခြင်းထက်ဏိဂောရတမင်မင်းရဲ့လက်အောက်မှာတည်ရခြင်းက ဘိုးဝေးမြက်တီဟုဆိုကာမိဂောရတမင်မင်းထံသို့ချွေပြောင်းကာခစားနေထိုင်သွားတော်သည်ဘုဇတ်တော်လေးမှာမိဂောရတမင်မင်းရဲ့အသက်ကိုဗရဏမထားပဲတပါးသောသူတို့ကိုဂေတင်ဆောင်းချောက်ခြင်းသူတို့ဘာအခက်ခဲကိုဖေးမှကူညီခြင်းစတဲ့စိတ်တဲ့ကောင်းတွေကိုအတူယူပြီးရေးချမ်းတဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေဟုဆုတောင်းပေးရင်ခုဗီဒီယိုလေးကမိတ်ဆွေတို့အတွက် တို့တစုံတရာရရှိခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်ခဲ့ပေးဖို့မေတ္တာရက်ခံအပ်ပါလိမ့်ကြီးချူပေးတဲ့အတွက်အားလုံးကိုကျေးဇူးတူးတင်ပါတယ်ခင်ဗျာ